မင်္ဂလာပါရှင်ရကုန်ခစ်တရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်မတရားကစစ်ပေးရှောင်စကန်ကိုစစ်တပ်ကလေနဲ့ပုံကျဲမှုကြောင့်တန်ဃာတော်တွေကလင်းငယ်တွေပါဝင် ပြည်သူစနဦးဟာတည်ဆုံသွားခဲ့ရမှုဟာစစ်ရာဇဝတ်မှုကျွလုံမှုဖြစ်ကြောင်း MD1 PDF ကသတင်းထုတ်ပြန်လိုက်ပါတယ် စစ်ကောင်စီပြုတ်လုံမဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှုမရှိနိုင်ပဲစစ်တပ်ကိုအာဏာပြန်ပေးမဲ့ရွေးကောက်ပွဲသာဖြစ်တယ်လို့အမေရိကန်သံမတ်ကြီးကပြောလိုက်တဲ့သတင်းပါဝင် နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့တပုတ်ကတော့မန္တလေးတိုင်းမတရားမြွနယ်ဝေါ်စုကြေးရွာကစစ်ဘေးရှောင်စခန်းကိုစစ်တပ်ကလေနဲ့ဘုံကျဲတက်ခတ်ခဲ့မှုကြောင့်တန်ငါရော်တွေခလင်းငယ်တွေပါဝင်ပြည်သူ၁၂ဦးဟာသေဆုံးသွားခဲ့ရပြီးအဲ့ဒီလိုတိုက်ခိုက်တာဟာစစ်ရာဇဝတ်မှုကျွလွန်တာဖြစ်တယ်လို့ပြည်သူကာကွယ်တပ်မတော်မန္တလေး MDY PDF ကသတင်းထုတ်ပြန်လိုက်ပါတယ်။အော်တိုဘားလ17ရက်နေ့မွန်လွဲတနိုင်လောက်မှာမတရားမြွနယ်ဝေါ်စုကြေးရွာကစစ်ရှောင်စခန်းကိုစစ်ကောင်စီကအကြောင်းမဲ့လေကြောင်းကနေတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့ ီလေကြောင်းတက်ခတ်မှုကြောင့်တန်ဃာတော်ရင်းနဲ့ကလင်းငယ်တွေအပါဝင်အပြစ်မဲ့ပြည်သူ၁၂ဦးခန့်အသေဆုံးသွားခဲ့ရပြီးပြည်သူ၃၀ဦးလည်းဒဏ်ရာရှိခဲ့လို့ဒေသနေပြည်သူတွေက ပြောပြပါရတယ်။တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဝေါ်စုကျေးရွာစစ်ဆောင်စခန်းကနေပြောင်းရွှေ့နေရကနေလက်လက်ကြီးနဲ့အပြစ်ခံရတာဖြစ်တယ်လို့လည်းပြည်သူတွေကရှင်းပြပါရတယ်။အကြောင်းမဲ့စစ်ကောင်စီရဲ့လေကြောင်းတက်ခတ်မှုဟာစစ်စင်ရင်းနဲ့လုံးဝမသက်ဆိုင်တဲ့လုပ်ရက်တစ်ခုဖြစ်ပြီးဂုံတိုက်ခါအကင်းမဲ့သောစစ်ရာဇဝတ်မှုကိုပြောင်ပြောင်တင်းတင်းကျွလွန်နေတာဖြစ်တယ်လို့လည်း MD1 PDF ကတင်ထုတ်ပြန်လိုက်ပါတယ်။လက်ရှိမှာစစ်ကောင်စီစစ်ကြောင်းတွေကမတရားမြွနယ်အတွင်းစစ်ကြောင်းထိုးနေတာဖြစ်ပြီးပြည်သူ့ကာကွယ်တပ်တွေနဲ့တိုက်ပွဲဖြစ်ပွားနေတယ်လို့လည်းသိရှိရပါတယ်ရှင်။ ဆက်လက်ပြီးတော့အကြမ်းဖက်စစ်ကောင်စီကလာမယ့်နှစ်အတွက်ပြစ်လုံမယ်လို့ပြောဆိုနေတဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှုမရှိနိုင်ပဲစစ်တပ်ကိုအာဏာပြန်ပေးမယ်ရွေးကောက်ပွဲသာဖြစ်တယ်လို့အမေရိကန်ရဲ့ကမ္ဘာလုံးဆိုင်ရာရာဇဝတ်မှုတွေအတွက်တရားမျှတမှုဆိုင်ရာအကြီးတန်းသံမတ်ဘတ်ဖန်ရှက်ကပြောပါတယ်မြန်မာနိုင်ငံမှာစစ်ကောင်စီကကျင်းပမယ်လို့ပြောဆိုထားတဲ့ရွေးကောက်ပွဲဟာလွတ်လပ်ပြီးတရားမျှတမှုမရှိနိုင်ပဲအဲ့ဒီရွေးကောက်ပွဲဟာစစ်တပ်ကိုအာဏာပြန်ပေးမယ်ရွေးကောက်ပွဲတစ်ခုသာဖြစ်တယ်လို့လည်းပြောဆိုထားပါ ပါတယ်။တိုင်းပြည်ရဲ့ဒေသတိုင်းလူလူမှာပဋိပက္ခတွေရှိနေခြင်းရွက်ကောက်ဘွက်ကိုတရားမျှတမှုရှိအောင်ထောက်ပံ့ပို့ဆောင်ရင်းနဲ့ဘလို့စီမံခန့်ခွဲမလဲဆိုတာ တွေးကြည့်ဖို့တောင်ခက်ခဲတယ်လို့အမေရိကန်ရဲ့ကမ္ဘာလုံးဆိုင်ရာရာဇဝတ်မှုတွေအတွက်တရားမျှတမှုဆိုင်ရာ အကြီးတန်းသံမတ်ကြီးကထောက်ပြပြောဆိုလိုက်ပါတယ်။စစ်တပ်ဘက်ကတော့လာမယ့်နှစ်မှာရွက်ကောက်ဘွက်ကျင်းပမယ်လို့ဆိုပြီးပြည်လုံးကျွတ်သံကောင်းစင်းကိုကောက်နေတာလည်းဖြစ်ပါရဲ့ရှင်။ ဒီတစ်ခါမှာတော့မြန်မာနိုင်ငံအနှံ့မှာအရက်သားတွေနဲ့တော်လိုင်းအဖွဲ့တွေကိုနေ့စဉ်လေချောင်းကနေဘုံကျဲတက်ခတ်မှုတွေပြုလုပ်နေတဲ့အာနာသိန်းစစ်ကောင်စီတွေလေရင်စီကိုဗီယက်နမ်နိုင်ငံကအဓိကတင်ပို့ရောင်းချနေရလို့ကုလသမဂ္ဂအထူးဆောင်ဆိုင်ရေးမှူးမစ္စတာဒရန်အန်ဒရူးကပြောပါတယ်အဲ့လိုအကြက်ဖက်စစ်တပ်တွေလေရင်စီ တင်ပို့ရောင်းချနေတဲ့ဗီယက်နမ်နိုင်ငံကိုတားဆီးပိတ်ပင်ရေးတွေတိုက်တွန်းသွားမယ်လို့လည်းကုလသမဂ္ဂအထူးဆောင်ဆိုင်ရေးမှူးကပြောပါတယ် ကုလသမဂ္ဂအထူးဆောင်စမ်းရေးမှုနဲ့အမျိုးသားညီညွတ်ရေးအစိုးရဒုတိယဝန်ကြီးခွန်မဟန်တန်းဩစတြေးလျနိုင်ငံဆိုင်ရာအမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်ဒေါက်တာထွန်းအောင်ရွှေ CRPH NUG Support Group Australian National Team တို့ဟာအော်တိုဝါလာ10နေကဩစတြေးလျနိုင်ငံကင်ဘာရာမြို့မှာတွေ့ဆုံခဲ့ကြစဉ်အတွင်းအခုလိုပြောဆိုခဲ့တာလည်းဖြစ်ပါတယ်စစ်ကောင်စီကိုလက်နက်ခရမ်းတင်ပို့ရောင်းချမှုအချို့ကိုတားဆီးလျှော့ချနိုင်ခဲ့ပြီးဆက်လက်ပြီးလဲလှုပ်ဆောင်သွားမှာဖြစ်တယ်လို့စင်ကာပူနိုင်ငံကနေစစ်ကောင်စီ ကိုပံ့ပိုးနေမှုကိုလည်း60ရာခိုင်နှုန်းခန့်ထိရှော့ချနိုင်ခဲ့လို့လည်းဆိုထားပါဗျ။အခုလက်ရှိမှာလင်းစီ တင်ဖို့ရောင်းချမှုကိုဗီယက်နမ်ကအဓိကတင်ဖို့ရောင်းချနေတာကြောင့် ဗီယက်နမ်အနေနဲ့ပိတ်ဆို့အရေးယူဖို့တိုက်တွန်းပြောကြားသွားမယ်လို့လည်းတွမ်အန်ဒရူးကပြောပါရတယ်။ဒါအပြင် The Century နဲ့ Justice for Myanmar အဖွဲ့တို့ကလည်းအကြမ်းဖက်ဆေးဥစုလင်းစည်းရရှိနေမှုကိုဖျက်တောက်နိုင်ရေးအတွက်အမေရိကန်ပြည်အောင်စုရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေအသက်ဝင်ဖို့အတွက်လိုအပ်နေတယ်လို့လည်းတိုက်တွန်းပြောဆိုထားပါရရှင်။ စကန်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါရစေ။စကန်တိုင်းရေဦးမြို့ကအကြက်ဖက်စစ်တပ်ရဲ့ဂါဝီစစ်စေးဂိတ်ကိုဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့ Freedom Revolution Force FIF တပ်ဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရစေ။မနေ့ကအော်တိုဝါလာစစ်တပ်ရဲ့နေမှာရေဦးမြို့ကအကြက်ဖက်စစ်တပ်ရဲ့ဂါဝီစစ်စေးဂိတ်ကို Freedom Revolution Force FIF အထူးလှုပ်ရှားတပ်ခွဲတစ်ကရဲဘော်တွေက40မမပုံသီးတွေလက်လက်ငယ်နဲ့ဝင်ရောက်ပစ်ခတ်တိုက်ခတ်ခဲ့တာလည်းဖြစ်ပါရစေ။အဲဒီတိုက်ခတ်မှုတွင်အကြက်ဖက်စစ်ကောင်စီ ီတပ်သားတွေထိခိုက်သေဆုံးမှုအခြေအနေကိုအတိမပြုနိုင်သေးပဲတော်လဲတပ်ဖွဲ့တွေဘက်ကအထိခိုက်မှုရှိစုခွာနိုင်ခဲ့လို့လည်းသိရပါရရှင်။ စကန်တန်အသင်းတပုတ်ကိုဆက်လက်တင်ဆက်ပေးကြပါမယ်။စကန်တန်ကမ်ဘလူမြို့နယ်ဇီကုံမြို့ပေါ်ကအရက်ဆိုင်မှာအရက်တောင်းနေကြပြစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့်တေဆုံးခဲ့တဲ့ရဲတက်ကြရန်ရှင်းခွာအလောင်းကိုရဲစကန်နောက်ပေါက်ကနေခိုးထုတ်ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကမြေမြုပ်တကြိုလိုက်တယ်လို့ကမ်ဘလူအန်ဒါဂရ ౌండ్ ဝါရီယာအဖွဲ့ကတာဝန်ရှိသူတူကပြောပြပါရတယ်။အော်တိုဘာလ၈ရက်နေ့ညနေပိုင်းချိန်ကကမ်ဘလူမြို့နယ်ဇီကုံမြို့ပေါ်ကအရက်ဆိုင်မှာအရက်တောင်းနေတယ်။ရဲတက်ကြရန်ရှင်းခွာကိုကမ်ဘလူအန်ဒါဂရ ౌండ్ ောရီယာအဖွဲ့ကတော်လိုင်းရဲဘော်တွေကပြစ်ကတ်တက်ခဲ့ခဲ့ရမှာဘိုက်ပွင့်တည်ဆုံခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။တည်ဆုံသွားတဲ့ရဲတကြရန်ရှင်းခွာရဲ့အလောင်းကိုအော်တိုဘားလာကိုရဲ့နေကအကြက်ဖက်တသားတွေကဇီးကုံမြို့ပေါ်ရဲစခန်းအနောက်ဘက်ကနေခိုးထုတ်ပြီးမြေမြုပ်တကြိုလိုက်တာဖြစ်တယ်လို့လည်းကမ်ဘလိုအန်ဒါဂရ ౌండ్ ဝေါ်ရီယာအဖွဲ့ကတာဝန်ရှိသူတို့ကပြပြပါရရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တပုတ်ကတော့အကြက်ဖက်စစ်ကောင်စီရဲ့ရေရက်ကမြမရေပိုက်နဲ့အတွင်းကိုလမ်းလွဲဝင်ရောက်လာတဲ့ဘင်္ဂလားဒေ့ရှ်ငါးဖမ်းလေတွေကိုပြစ်ကတ်ခဲ့ရမှာဘင်္ဂလားဒေ့ရှ်နိုင်ငံသားတဦးဟာသေဆုံးခဲ့ရပြီးဒါဇင်နဲ့ကြီးတဲ့ဘင်္ဂလားဒေ့ရှ်ငါးဖမ်းသမားတွေကိုဖမ်းဆီးခဲ့တယ်လို့ဘင်္ဂလားဒေ့ရှ်အနာပိုင်တွေကပြောပြပါဗါတယ်။အော်တိုဝါလာကိုယ့်ရဲ့နေကဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်နက်မြဝစိန်မာတင်ကျွန်းအနီးမှာဘင်္ဂလားဒေ့ရှ်ငါးဖမ်းသင်္ဘော6စီးဟာမြမရေပိုက်နဲ့အတွင်းကိုလမ်းလွဲဝင်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။ အဲ့ဒီနောက်မြန်မာရေတပ်ကငါးဖမ်းသမောတွေကိုတက်ခတ်ခဲ့ရမှာအသက်60ရွယ်ရှိတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားငါးဖမ်းသမားတဦးဟာတည်ဆုံးခဲ့တာဖြစ်ပြီးအခြားဘင်္ဂလားဒေ့ရှ်နိုင်ငံသားငါးဖမ်းသမား59ဦးကိုလည်းမြန်မာစစ်တပ်ကဖမ်းဆီးသွားခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီလိုဖမ်းဆီးသွားတဲ့ငါးဖမ်းသမားတွေကိစ္စနဲ့ပတ်သက်ပြီးတော့ဘင်္ဂလားဒေ့ရှ်ကမ်းခြေဆောင်တပ်ဖွဲ့ကကန့်ကွက်ပြီးတဲ့နောက်မှာ ပြန်လည်လွှတ်ပေးခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံနိုင်ငံသားရဲ့ဝန်ကြီးဌာနဘက်ကတော့ဒီလိုဖြစ်ရတွေထပ်မဖြစ်လာအောင်တားဆီးဖို့အတွက်မြန်မာစစ်တပ်ဘက်ကိုချက်ချင်းအရေးကိုဆောင်ရွက်ဖို့လိုနေပြီလို့လည်းထုတ်ပြန်ကြေညာထားသလိုမြန်မာစစ်ကောင်စီကိုအဲ့ဒီဖြစ်ရတွေတတမန်ရေးအရာကန့်ကွက်တယ်လို့လည်းဆိုထားပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တဲ့မနက်ခေတ်တဲ့တွေကိုတက်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျမများပါ။